မင်္ဂလာပါကျမကတော့ဒေါက်တာကေဆင်လွန်ဖြစ်ပါတယ်အဟာရအချို့ပြုဆရာဝန်တယောက်ဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်စီချိုယောဂါဖြစ်ပြီဆိုလို့ရှိရင်ဂစီတက်ပါဝင်တဲ့အစာတောက်မှန်သမျှမစားရောဘူးလားတနည်းအားဖြင့်ထမင်းလုံးဝမစားရောဘူးလားဆိုတော့အယူအဆလေးတွေကိုနည်းနည်းရှင်းပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်အာတချို့တွေကအထင်မှားကြပါတယ်စီချိုယောဂါဖြစ်ပြီဆိုရင်ထမင်းမစားရောဘူး တကယ်တော့အဲ့လိုမျိုးမဟုတ်ပါဘူး။စီးချိုယောဂါဖြစ်တဲ့သူတွေမှာလည်းထမင်းစားပေးရပါမယ်။အဲ့တော့ထမင်းလို့ခေါ်တဲ့ဒီကစီတဲ့ရစီတဲ့အစာတောက်ကဆိုလို့ရှိရင်သွေးချိုတက်ကိုတက်စေပါတယ်။ဒါပေမဲ့ဒီထမင်းကစီတဲ့ရတဲ့အစာတောက်တွေကိုဆိုလို့ရှိရင်တင့်တင့်နဲ့ပမာဏနဲ့ချင့်ချိန်ပြီးတော့စားတောက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့သွေးချိုတက်ပမာဏကိုလည်းထိန်းနိုင်ပြီးတော့စီးချိုယောဂကိုလည်းတေချာထိန်းနိုင်မှာဖြစ်ပါတယ်။ အဲ့တော့အကြံပြင်းစီးကြိုယောဂတဲ့တွေအတွက်အကြံပြင်းအကြံပြုချက်ကို ပြောရမယ်ဆိုလို့ရှိရင်တော့အရေးကြီးဆုံးကတော့စီးကြိုကြစေဖို့ပုံမှန်တောက်ပြရမှာဖြစ်ပါတယ်။ဒုတိယချက်ကတော့ကစီတဲ့ရမယ်အစာအသောက်တွေကိုချင့်ချိန်ပြီးတော့ပမာဏအတင့်တင့်စွာစားသုံးရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကအသားဓာတ်ရရှိမဲ့အသားငါးဥအမျိုးမျိုးတွေကိုလည်းကိုယ့်ရဲ့စားသောက်မှုအနက်တိုင်းမှာပါဝင်အောင်စားရမှာဖြစ်ပါတယ်။ အမြင့်တက်ရမယ့်အသီးရွက်အသီးနှံတွေကိုလည်းတင့်တင့်တဲ့ပမာဏစားတောက်ပေးရမှာဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့ကုလက်လှူရှားလေ့ကျင့်ခန်းလေးတွေပြုလုပ်ပေးတင်ပါတယ်။အဲ့တော့အလွယ်ကူဆုံးကတော့တစ်ရက်ကို15မိနစ်မိနစ်30လောက်လမ်းလျှောက်ပေးတာမျိုးလေးတွေလုပ်တင်ပါတယ်။ဒါကတော့အာတေချာလိုက်လှုပ်ကြည့်တဲ့အချက်လေးတွေပါ။ ဲ့တော့ရှောင်းရမှာဆိုလို့ရှိရင်ဘာတွေကိုရှောင်းရမှာလဲဆိုတော့အချိုရည်တွေ gas bar ရဲ့အချိုရည်တွေတကြားလုံးနေနဲ့အခြားသောအချိုတက်လွန်ခဲ့တဲ့အစားအသောက်တွေကိုတော့ရှောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ဂစီတက်ကိုဘလို့ပမာဏစားရမလဲဘလို့လေးတွေချင့်ချိန်ပြီးတွက်ချက်ပြီးစားရမလဲဆိုလို့ရှိရင်နီလန်းက၃ခုရှိပါတယ် ထမနီလန်းဆိုလို့ရှိရင်ကာဘိုဟိုက်ဒရိတ်ကောင်တင်းမက်သတ်လို့ခေါ်ပါတယ်ကာဘိုဟိုက်ဒရိတ်ကောင်တင်းမက်သတ်ဆိုတာကတော့ကစီတက်ကိုတပုံစားပမာဏနှစ်ပုံစားပမာဏဆိုပြီးတဲ့အခါကျတော့တွက်ချက်ပြီးရောစားသုံးတာဖြစ်ပါတယ်အဲ့တော့ဒုတိယနီလန်းကတော့ဘာလဲဆိုလို့ရှိရင် portion size control method လို့ခေါ်ပါတယ်အဲ့တော့တစ်ရက်လုံးမှာဘယ်လောက်ပမာဏစားရမယ်ဆိုပြီးတော့သတ်မှတ်ပြီးတော့စားတာပါ တတိယနီလန်ကတော့ဘာလဲဆိုတော့ healthy plate model လို့ခေါ်ပါတယ် healthy plate model ကဆိုလို့ရှိရင် ကိုယ်လက်မအချင်းရှိတဲ့ပုဂံများပါဒီပုဂံများကိုမှစိတ်နဲ့လေးချမ်းချမ်းလိုက်ပါတစိ့ကိုတော့ကစီတက်ရရှိမဲ့ထမင်းဂျုံပြောင်းဘူးအာလူးနဲ့ကြာစံဒီကစီတက်ရရှိတဲ့အစားအစာတွေကိုလေးပုံတစ်ပုံတစိ့စာပမာဏပဲစားသုံးရမှာဖြစ်ပါတယ် ဒီနီလန်သုံးနီးထဲမှာဆိုလို့ရှိရင်တော့အလွယ်ကူဆုံးအယိုးရှင်းဆုံးနဲ့လိုက်နာဖို့အကောင်းဆုံးနီလန်ကတော့ healthy plate model မသက်ပဲဖြစ်ပါတယ်။အဲ့တော့ဒုတိယပေါ့နော်အာလိုက်နာဖို့လွယ်ကူတဲ့နီလန်ကိုပြောပါဆိုလို့ရှိရင်တော့ fish carbohydrate method ပေါ့ အဲ့တော့တစ်ရက်လုံးမှာကာဗိုဟိုက်ဒရိတ်ဂစီဓာတ်ကို10ပုံစားမယ်အဲ့တော့နမူနာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်မနက်စာကိုခောက်ဆွဲတစ်ပွဲစားမယ်ဒီခောက်ဆွဲရဲ့ပမာဏကထမင်းခူးရောင်းမစွန်3စွန်းပမာဏပါဝင်ရပါမယ်ဒုတိယအဲနေ့လယ်စာကိုတော့ဖြင့်ထမင်းကိုထမင်းခူးရောင်းမစွန်နှစ်စွန်းနဲ့စက်သားနဲ့အာလူးချက်သေးရဆိုလို့ရှိရင်အာလူးကိုတလက်မအရွယ်၃တုံးလောက်စားမယ်ပေါ့ဒါဆိုကာဗိုဟိုက်ဒရိတ်ကို၃ပုံစားပါ ောက်ထပ်အစာပြေချိန်မှာဆိုလို့ရှိရင်ပန်းသည့်အလတ်စားတစ်လုံးစားမယ်ဒါကကာဘိုဟိုက်ဒရိတ်တစ်ပုံစားပါညစာမှာဆိုလို့ရှိရင်တော့ဆန်ပြုတ်တစ်ခွက်ဆန်ပြုတ်ကတရုတ်ပကံလုံးတစ်လုံးနဲ့ပြီးတော့နွားနုတစ်ခွက်ပြီးတော့ဟာကြတော့ငပြောသည့်တစ်လုံးစားမယ်ဆိုလို့ရှိရင်လည်းဒါကာဘိုဟိုက်ဒရိတ်ဂစီဓာတ်၃ပုံစားပမာဏဖြစ်ပါတယ်အဲ့တော့အခုပြောသွားတဲ့နမူနာပုံစံမှာဆိုလို့ရှိရင်တရက်စာမှာကာဘိုဟိုက်ဒရိတ်ဂစီဓာတ်ပမာဏဟာ7ပုံပါဝင်မှာဖြစ်ပါတယ် ချို့တဲ့အစမတန်တက်လို့ရှိရင်လည်းအနေရရှိတတ်ပါတယ်။အာအချို့တဲ့အရန်ကြခဲ့လို့ရှိရင်လည်းအသက်အနေထိပါဆိုးရရနိုင်ပါတယ်။အဲ့အတွက်ကြောင့်မလို့ဒီလိုစားတဲ့အနက်တိုင်းမှာဆိုလို့ရှိရင်ကစီတက်ကိုပါဝင်အောင်အာစားသုံးပေးဖို့လိုအပ်ပါတယ်။အဲ့တော့စီချိုယောဂသည်တွေကအချို့တက်ကြခဲ့ရဆိုလို့ရှိရင်ဘလို့ယောဂလက္ခဏာတွေခန်းစားရမယ်ဆိုတာလည်းသိရှိထားဖို့လိုအပ်ပါတယ်။ဘလို့လေးတွေခန်းစားရမှာလဲဆိုလို့ရှိရင်တော့ခေါင်းတွေမူလာမယ်၊ချွေးစည်းပြန်လာမယ်၊နှလုံးခုန်လုံးတွေမြန်လာမယ် ြေရလက်တွေတုံလာမယ်ဒီလိုမျိုးလက္ခဏာတွေခန်းစားနေရပြီဆိုလို့ရှိရင်တော့အနီးနားမှာသွေးချိုတိုင်းနဲ့ဆက်ရှိတယ်ဆိုလို့ရှိရင်လက်ထက်ကနေသွေးဖောက်ပြီးတော့သွေးချိုတိုင်းကြည့်တင်ပါတယ်ဒီသွေးချိုတိုင်းနဲ့ဆက်မရှိခဲ့ဘူးဆိုလို့ရှိရင် အရင်ဆုံးတကြားလုံးတစ်လုံးလောက်ကိုငုံထားပေးဖို့လိုအပ်ပါတယ် သွေးကြိုတိုင်းဆက်ကနေပြီးတော့သွေးကြိုဖောက်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်80 mg per deciliter အောက်ဒါမှမဟုတ်လို့ရှိရင်3.9 millimol per liter အောက်ကိုရောကျနေတယ်ဆိုလို့ရှိရင်တော့အာဂလူးကို့စ်အပြားလေးတွေဒါမှမဟုတ်လို့ရှိရင်တခြားအလုံးဒါမျိုးကိုစားပေးပြီးတဲ့ဟာကြတော့အစာမြင်မြန်ခြေဖြတ်နိုင်မဲ့ကစီတက်လေးလေးရမယ်အစာတောက်မျိုးဖြစ်တဲ့ဆံပြုတ်လိုမျိုးလေးကိုမြင်မြန်တောက်ပေးလိုက်တာမျိုးဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ် အဲ့တော့ healthy plate model နဲ့အတူတူကစီတက်တွေကိုဘလို့ချင်းချိန်စားတောင်းရမလဲဆိုတာကိုလည်းအကြံဉာဏ်သိရှိသွားမယ်လို့မျှော်လင့်ပါတယ်။အဲ့အတွက်ကြောင့်မလို့စီချိုယောဂတဲ့တွေအကုန်လုံးကစီတက်တွေကိုချင်းချိန်စားသုံးပြီးတော့ကျန်းမာတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။